မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ မေလ22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတန်လျင်မြို့နယ်တန်လျင်တရားအစဉ်လက်မှတ်ဂိတ်မှတ်တိုင်အနီးမှာစစ်ကြေးကောက်နေတဲ့စစ်သားနဲ့ရဲများကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ရာထိခိုက်သေးဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ22ရက်နေ့မနက်10:00နာရီဝန်းကျင်ကတန်လျင်မြို့နယ်မြို့ဟောင်းအနောက်ရပ်ကတန်လျင်တရားအစဉ်လက်မှတ်ဂိတ်မှတ်တိုင်အနီးမှာပြည်သူတွေရဲ့ကားတွေကိုအမြဲတမ်းစစ်ကြေးကောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရင်းထင်းရဲများနဲ့လုံခြုံရေး ယူပေးနေတဲ့စစ်သားနဲ့ရဲများကိုအဝေးထိန်းပိုင်းကိုအုံပြုတ်ပြီးတော့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ပြင်းအားမြင့်တဲ့အဝေးထိန်းပိုင်းတလုံးကိုအုံပြုတ်ပြီးတော့ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။အကြမ်းဖက်စစ်သားတွေ ထိခိုက်သိမ်းဆုံးမှုရှိနိုင်တယ်လို့ Operation Flame OF အဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကရှင်းပြထားပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်သားနဲ့ရဲများထိခိုက်မှုရှိနိုင်ပြီးတော့အသေးစိတ်အခြေအနေကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။စစ်စင်ရေးပြီးဆုံးပြီးတဲ့နောက်တော်လိုင်းရေးအဖွဲ့သားများအလုံးဘေးကင်ရာနေရာကိုရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။တန်လျင်မှာရှိတဲ့ပြည်သူတွေကလည်းမေလ22ရက်နေ့တန်လျင်တရားအဆင့်ဂိတ်မှာပောက်ကွဲမှုဖြစ်ပွားခဲ့တာဟာမှန်ကန်ကြောင်းအတည်ပြုပြောပြထားပါတယ်။အဲ့ဒီစစ်စင်ရေးကို Operation Flame OF ကရဲဘော်များကလောက် ောင်ခဲ့ခြင်းဖြစ်ပြီးတော့ဆက်လက်ပြီးတော့ရန်ကုန်တော်လှန်ရေးမဟာမိတ်များအလုံးနဲ့အတူလက်တွဲကအကြမ်းဖက်စစ်တပ်ကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်ချင်းမုန်းသွားမှာဖြစ်တယ်လို့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့် update သတင်းကတော့ KIA ကမေလ20ရက်နေ့မှာပြစ်ချခဲ့တဲ့ရဟတ်ရင်နေရာကိုနယ်မြေရှင်းလင်းရေးပြုလုပ်တဲ့အချိန်မှာစစ်သားအလောင်း16လောင်းနဲ့မိလောင်ပျက်စီးသွားတဲ့လက်နက်ခဲယမ်းများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ20ရက်နေ့မှာကချင်ပြည်နယ်ဗမောင်မြို့နယ်စကခ21အတွင်းကိုစစ်ကူအင်အားလာဖြည့်တဲ့စစ်ကောင်စီရဲ့ MI70 ရဟတ်ရင်3စီးတဲ့က MR70 ရဟတ်ရရဲ့နှက်စည်းကို KIA ပူးပေါင်းတပ်ဖွဲ့များကပြစ်ချနိုင်ခဲ့ပြီးတော့ရဟတ်ရရဲ့တစည်းဟာရွှေကူမြို့နယ်မြို့လာမြို့နယ်ခွဲစီငန်းရွာအနောက်ဘက်မှာရှိတဲ့တောထဲမှာပြက်ကျသွားခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီရဟတ်ရရဲ့ပြက်ကျသွားတဲ့နေရာကို KIA ပူးပေါင်းတပ်ဖွဲ့များကနေမြေရှင်းလင်းပြုလုပ်တဲ့အချိန်မှာစစ်ကောင်စီမတအလောင်း76လောင်းနဲ့မီးလောင်ပျက်စီးသွားတဲ့လက်နက်14လက်တို့ကိုတိမ့်စီရရှိခဲ့တယ်လို့သိရပါဗါတယ်။ 20ရက်နေ့ကပြစ်ချခဲ့တဲ့ရဟယင်နေရာကို KI ပူပေါင်းတပ်ဖွဲ့တွေကမြေမြေရှင်းလင်းရေးတွားလုပ်တာစစ်ခွေးတွေတဲ့အလောင်းအလုံး16လောင်းရပါတယ်နောက်ပြီးတော့မီးလောင်သွားတဲ့လက်နက်14လက်လည်းတွေ့ခဲ့ရတယ်လို့ KI ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ရွှေကူမြို့နယ်ခလာရ56တိုက်ရဲမှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟတ်ရင်ကို KIA ကမေလ22ရက်နေ့မှာလက်နက်ကြီးများနဲ့ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာရဟတ်ရင်တစ်စီးလုံးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ20ရက်နေ့မွန်းလွဲ2နာရီကမှရွှေကူမြို့နယ်ခလာရ56တိုက်ရဲမှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ MI70 ရဟတ်ရင်တစ်စီးကို KIA တပ်မဟာ71ကတပ်ဖွဲ့ဝင်များက လက်နက်ကြီးများနဲ့မေလာ21ရက်နေ့မှာတွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာရဟယံမထိခိုက်စေရန်ဘေးပတ်ပတ်လဲကဝင်းရံထားတယ်တန်ကြက်ကကားနဲ့ထရက်ကားများပါလက်နက်ကြီးကြီးထိမှန်ခဲ့ပြီးတော့ရဟယံဒဇင်းလုံးထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗါး21ရက်နေ့2နာရီကြော်ကြော်လောက်မှာတမဟာ71တပ်ဖွဲ့တွေကလက်နက်ကြီးနဲ့တွားထုတာကွက်တိမှန်သွားတယ်အဲ့တော့ရဟယင်ကအကုန်လုံးပောက်ကွဲချိန်မှသွားတာ ဲ့ဒီရဟရင်ရဲ့ဘေးကနေကာဗာလောက်ထားတဲ့တန်ကြက်ကကားနှစ်စီးရှိတယ်ဘဲဘက်တစီးညာဘက်တစီးအဲ့ဒါတွေလည်းထိသွားတယ်ပြီးတော့ track ကနှစ်စီးလည်းရှိတယ်အဲ့ဒီ track ကနှစ်စီးလဲထိသွားတယ်အဲ့ဒီရွှေကူမှာအရေးပေါ်ဆင်းတက်လိုက်ရတဲ့ရဟတ်ရင်က main gear ဘောက်မှာထိသွားတာပြန်လို့မရတော့ဘူးအဲ့ဒါကြောင့်ဒီတိုင်းရထားတာအဲ့ဒါကိုကျွန်တော်တို့တမဟာ71ကအဖွဲတွေကလက်နက်ကြီးနဲ့တွားထုတာကွက်တိကိုထိသွားတာအကုန်လုံးကျေမွတ်သွားတာပဲ လက်နက်ကြီး၄လုံးနဲ့ပြစ်တာ၄လုံးစလုံးထိမှန်ပြီးတော့ရဟရင်တစည်းလုံးစုပ်ပြတ်တက်သွားတာပဲလို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါဗါးမေလ၂၁ရက်နေ့မှာပြစ်ခတ်ဖြတ်စည်းခဲ့တဲ့ရဟရင်ဟာ၂၀ရက်နေ့က KIA ရဲ့ပြစ်ချမှုကြောင့်ခလာရ96တိုက်ရင်မှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟရင်ဖြစ်တယ်လို့သိရပါဗါးအလားတူပဲမေလ၂၀ရက်နေ့ကလည်း MR7 ရဟရင်တစည်းကို KIA ကပြစ်ချခဲ့တဲ့အတွက်ကြောင့်ရွှေကူမြို့နယ်မြို့လာမြို့နယ်ကွယ်စီငန်းရွာအနောက်ဘက်မှာရှိတဲ့တောထဲမှာပြတ်ကျသွားခဲ့ပြီးတော့ ် KI တရင်ငါကအဲ့ဒီရဟတ်ရင်အပြည့်စင်းနဲ့အလောင်းများကိုရှာဖွေတွေ့ရှိခဲ့ကြအောင်တရင်ရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ဘကုတိုင်းလက်ပဒန်းမြုံနယ်မှာစစ်မှုထမ်းခြေအထက်အဓမ္မကောက်ခံနေတဲ့တိုင်ဝါချောင်းအုပ်စုကျေးရွာယာအိမ်မှုအုံတန်းကိုလောင်စာဝိုင်းမှာပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတိတ်ဆုံသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မေလ21ရက်နေ့မနက်7:50မိနစ်ခန့်အချိန်မှာလက်ပဒန်းမြုံနယ်တိုင်ဝါချောင်းအုပ်စုကအကြမ်းဖက်စစ်ကောင်စီခန့်ယာအိမ်မှုအုံတန်းကို၎င်းနေထိုင်ရာကျေးရွာအတွင်းမှာရှိတဲ့ လောင်းကစားဝိုင်းအတွင်းမှာတော်လိုင်းရဲဘော်များကဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာပွဲချင်းပြီးတိမ်ဆုံသွားတယ်လို့သိရပါဗျ။တိမ်ဆုံသွားတဲ့ယာအိမ်မှုအုံတန်းဟာ ပြည်သူများကိုအာဏာပြပြီးတော့ဆက်ဆံခြင်းစစ်မှုထမ်းခြင်းများအတရားဓမ္မတောင်းခံခြင်းမပေးနိုင်တဲ့ပြည်သူများကိုဖမ်းဆီးရန်အမည်စရင်းများပေးပို့ခြင်းများအပြင်စစ်တပ်ကပြုတ်လုခိုင်းတဲ့လောင်းကစားဝိုင်းများကိုလည်းကူညီလုတ်ကင်ပေးနေခြင်းများကိုပြုတ်လုနေတယ်လို့ပြည်သူများကတိုင်ကြားလာတဲ့အတွက်တွားရောက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ရခြင်းဖြစ်တယ်လို့သိရပါတယ်ကျွန်တော်တို့က9မီလီမီတာနဲ့ခေါင်းကိုတစ်ချက်နဲ့ရင်ဝါကိုတစ်ချက်ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်ရာယီမှုကတော့နေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့ရွှေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ခံကိုကိုအောင်ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုတိုက်ရောက်ရိခိုင်ဘက်ကပါအမ တ်တဲ့တိုက်ခိုက်ရေးတပ်ဖွဲ့ရွှေရမ်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့ကတော်လိုင်းရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့ကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား၅ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ20ရက်နေ့ကညောင်ဦးမြို့ကနေထွက်လာတဲ့အင်အား90ကျော်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပြည်သူ့ဒီမိုကရက်တစ်တပ်တော်ကတော်လှန်ရေးဘော်များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်က drone တစ်စင်းချိုရင်းပျက်စီးသွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား၅ဦးတေဆုံးကတော်လှန်ရေးဘော်တွေကတော့အထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ စစ်ခွေးအ ਨੇ ဆုံး9កောင်တည်တယ်လို့သိရတယ်။ရှစ်កောင်ထိထားတယ်လို့သတင်းကြားပေမဲ့သေချာအထိမပြုတ်နိုင်သေးပါဘူး။အခုတို့အထိနာနေလို့အခြားတစ်ဖက်ကနေပြီးတော့စစ်ကြောင်းတစ်ကြောင်းထတ်ထိုးဖို့ပြင်ဆင်နေတယ်လို့ကြားတယ်။စစ်ကောင်စီစစ်ကြောင်းထိုးလာရင်အတက်နိုင်ဆုံးရှောင်ရှားစေချင်ပါတယ်။ပြည်သူတွေပါလာရင်လောက်ဝကန်ရခတ်ပါတယ်။ပြည်သူတွေကိုဒီနေ့ဆိုရင်တချို့နေရာမိုင်းခွင်းတွေမှာအလင်းငိုင်းမိပေမဲ့ ပြည်သူတွေထိခိုက်မှုများနိုင်လို့အလုံးမလုံးရတာတွေရှိပါတယ်လို့ People Democratic Army PDA ကစစ်ရေးတာဝန်ခံရဲဘော်အုပ်စိုးကရှင်းပြထားပါတယ်စစ်တပ်ကပြည်သူ၁၀ဦးခန့်ကိုလည်းလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးထားပြီးတော့ဂျိုးကန်ကြေးရွာကိုဝင်ရောက်စီးနှင်းကပြည်သူဝိုင်းပစ္စည်းများကိုလူယူသွားတယ်လို့သိရပါတယ်ဘေးပတ်ဝန်းကျင်မှာရှိတဲ့ကြေးရွာများကပြည်သူအယောက်၄၀၀၀ခန့်ဟာလည်းစစ်ဘေးတိမ်းရှောင်နေရတယ်လို့သိရပါတယ် လက်ရှိအခြေအနေမှာပြည်သူများအနေနဲ့ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေအတွက်ပြည်သူဒီမိုကရက်တစ်တပ်တော်ကပြုလုပ်နေတဲ့ဟန်ချက်ညီညီပန်းနိုင်စီသိန်း600ကြီးကကမ်ပိန်းများကိုလည်းဝင်ရောက်ပြီးတော့ကုညီအဖြစ်ပေးကြပါရန်မြစ်တာရက်ခံတိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းနတ်တလင်းမြို့နယ်ကွင်းကျယ်ရွာမှာရှိတဲ့အကြမ်းဆက်တပ်ရဲ့အထိုင်းစခန်းကိုဝင်ရောက်တိုက်ခတ်ရာ စစ်တပ်ဘက်ကရှေ့ဦးတေဆုံသွားပြီးတော့စစ်သားများအလုံးဟာစခန်းကိုဆုံခွာထွက်ပြေးသွားတဲ့အတွက်အဲ့ဒီအထိုင်စခန်းကိုမိရှို့ရှင်းလင်းလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၁၈ရက်နေ့မနက်၅နာရီခွဲအချိန်ကမှကွင်းကျယ်အထိုင်စခန်းကိုလည်းဝိုင်းဝန်းပိတ်ဆို့ကတနေကုန်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး။အဲ့ဒီတိုက်ပွဲဖြစ်ပွားရာနေရာကိုပြေမုံပြူစောရီရွာကစစ်ကောင်စီတပ်သားများက120မမလက်နက်ကြီးများနဲ့ပစ်ကူပေးခဲ့တယ်လို့သိရပါဗါး။မေလ19ရက်နေ့မနက်7:55မိနစ်ခန့်မှာပြည်ခရိုင်တိမ်ကုန်းတာဝါတိုင်းစခန်းကုန်းက အင်အား80နီးပါးပါတဲ့အကြမ်းစစ်တပ်စစ်ကြောင်းဟာစစ်ကူထွက်လာတဲ့အတွက်တော်လန်ရေးတပ်ဖွဲ့များကကွင်းကျယ်ရွာဘက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်စစ်ကူစစ်ကြောင်းကမနက်9:45မိနစ်ခန့်မှာကွင်းကျယ်ရွာထဲကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်ဝင်ရောက်ပြီးတော့အထိုင်စခန်းအတွင်ပူးပေါင်းဝင်ရောက်သွားတယ်လို့သိရပါဗျ။မေလ20ရက်နေ့မနက်7:00နာရီလောက်မှာကွင်းကျယ်ရွာမှာရှိတဲ့စစ်တပ်အထိုင်စခန်းကစစ်ကောင်စီတပ်သားများဟာစခန်းအတွင်ကနေပြီးတော့ဆုတ်ခွာထွက်ပြေးလာတဲ့အချိန်တော်လန်ရေးတပ်ဖွဲ့များက လမ်းတစ်လျှောက်လိုက်လံတိုက်ခိုက်ခဲ့ရာထိတွေ့တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးတဲ့နောက်မွန်လွဲ2နာရီ5မိနစ်ခန့်မှာတော်လိုင်းတပ်ဖွဲ့များကကွင်းကျယ်အထိုင်စခန်းတွင်းကိုဝင်ရောက်ပြီးတော့ရှင်းလင်းဖျက်ဆီးလိုက်တယ်လို့သိရပါတယ်။အဲ့ဒီသုံးရက်တာတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သား၈ဦးသေဆုံးပြီးတော့တော်လိုင်းရဲဘော်တအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စခန်းကုန်းကိုရှင်းလင်းမှုပြုလုပ်နေတဲ့အချိန်မှာ ဘန်ဂါရီတဲကနေပြီးတော့ပုံစော်နန်နေတဲ့စစ်သားအလောင်းများကိုလည်းတွေ့ခဲ့ရတယ်လို့ပြောပါရယ်၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နဲ့စစ်စင်ရေးနယ်မြေတာယာဝရီခရိုင်အမှတ်တဲတပ်ရင်း P23801 နဲ့နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နတ်တလင်းဘက်ကဖောက်တပ်ရင်း363တဲ့ drone တပ်ဖွဲ့ Bago Wings UAV Force တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးတိုင်းဒရယ်ဦးမြို့နယ် ဂွေကုန်းဂိတ်စခန်းအထိုင်ကနေပြီးတော့အင်အားဖြည့်တင်းရန်လာတဲ့စစ်ကောင်းနှစီကိုမိုင်းဆွဲတက်ခတ်ရာစစ်ကောင်းစီတပ်သားများထိခိုက်သေဆုံးမှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ19ရက်နေ့ည9:52မိနစ်ခန့်မှာဂွေကုန်းတက်ဂိတ်စခန်းကကာနာစီနဲ့အနောက်မြို့သားဆတ်မှုဘန်းကိုအင်အားဖြည့်တင်းရန်လာတဲ့စစ်ကောင်းစီတပ်သားများကိုမြို့သားဆတ်မှုအဝိုင်းအရှိတ်အယောက်မှာပေပါမိုင်းအကြီးနှလုံးနဲ့မိုင်းဆွဲတက်ခတ်ခဲ့တယ်လို့သိရပါဗျ။၎င်းမိုင်းဆွဲတက်ခတ်မှုအတွင်မှာအကြမ်းဖက်စစ်ကောင်းစီဘက်ကထိခိုက်သေဆုံးမှုအရေအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးပဲ။ PGYR တပ်ဖွဲ့ကတော်လိုင်းရဲဘော်တွေကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆက်ခွာနိုင်ခဲ့တယ်လို့သိရပါဗါးအလားတူပဲမန္တလေးတိုင်းမြင်းညာမြို့နယ်စုံရွာပြူစောတိရွာမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများရဲ့ဂျမ်းမာအထိုင်နေရာကင်းနေရာများကိုလက်နက်ကြီးများနဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား၃ဦးသေဆုံးခဲ့ကြောင်း925ပျောက်ကြားအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါဗါး မေလ19ရက်နေ့မနက်7:00နာရီဝန်းကျင်ကမှမြင်းညာမြို့နယ်စုံရွာပြူစောတိရွာမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပြူစောတိများကိုဂျမ်းမာအထိုင်နေရာကင်းနေရာများကို925ပျောက်ကြားအဖွဲ့နဲ့မဟာမိတ်တပ်ဖွဲ့များက Facewind drone များနဲ့ရွှေစဲမမလက်နက်ကြီးများနဲ့ပါပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးတေဆုံးသွားပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများရှိကတော်လိုင်းရဲဘော်တွေကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ ၎င်းတိုက်ခိုက်မှုကို925ပျောက်ကြားအဖွဲ့ငန်းစုံနဲ့ငန်းစုံမြို့နယ်ဘက်ကပါအေယာမွေမွေပျောက်ကြားအဖွဲ့ Fight for Freedom Drone အဖွဲ့မန္တလေးခရိုင်တိုင်ရင်ကနေစီမချလက်နက်ကြီးတပ်ဖွဲ့ငန်းစုံမြင်းကြံမြောက်ပိုင်းသားပျောက်ကြားတပ် MNGF ဇင်းယုံနေပျောက်ကြားအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BNR အပေါင်းကကင်ဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ